တော့အဲ့ sales jacket ကဟို sales team တစ်ခုတည်းကနေပြောတာတော့ယူရတယ်မဟုတ် marketing တစ်ခုတည်းကနေပြောတာတော့ယူရတယ်မဟုတ်ကျွန်တော်တို့ကကျွန်တော်ပြောတော့လေတတနှစ်မှာတနှစ်မှာဘယ်လိုခေါ့မလဲဒီဒေါ်လာတသိန်းကိုရောင်းလို့အတွက်ကလူတိုင်းနဲ့ဆိုင်တယ်ဟို finance ဘက်ကနေပြီးတော့လေဟိုဘယ်လိုခေါ့မလဲကိုယ့်ရဲ့ supplier တွေရောပုံမှန်အချိန်မှန်မှန်ပတ်စံပေးနေမှ logistics ကလည်းအချိန်မှန်မှန်ပစ္စည်းသွင်းနိုင်နေမှ warehousing ကလည်း ပစ္စည်းကိုကောင်းကောင်းထားနိုင်မှ sales ကလည်းကောင်းကောင်းရောင်းနိုင်မှ marketing ကလည်း leads ကောင်းကောင်းရနိုင်မှအဲ့ဒီဟာတွေအကုန်လုံးဖြစ်တော့မှဒီဒီဒီ sales target ဆိုတဲ့ဟာပြည့်နေမှာဟုတ်ဆိုတော့အဲ့တော့ sales target ဆိုတဲ့ဟာပြောမယ်ဆိုလို့ရှိရင်လူတိုင်းနဲ့ဆိုင်တဲ့အာ target တစ်ခုပေါ့နော် and sales target ပြည်မီအောင်လုပ်တဲ့နေရာမှာ digital marketing ကပဲ lead သွားတည်တာလား branding and income network ကိုကျပြည့်အောင်လုပ်ဆောင်ပေးတည်တာလားရှင်ဆိုတော့အဲ့တော့ sales target ကိုပြည်မီအောင်လုပ်တဲ့နေရာမှာ digital marketing ကပဲ lead သွားတည်တာလား branding and income network ကိုကျပြည့်အောင်လုပ်ဆောင်ဟုတ်ကဲ့ branding and income network income network ဆိုတဲ့စကားကိုကျွန်တော်သိနိုင်မလဲအဲ့တော့ uh again ဒီနေရာမှာလဲစီ target ကပြည်မီအောင်လုပ်တဲ့အချိန်မှာ digital marketing ကပဲ lead သွားတက်တင်လာလာဆိုရဲဟာတော့မဟုတ်ဟိုမဟုတ်ဘူးဆိုရဲစကားကလေဟိုဘယ်လိုခေါ်မလဲ sales target ချရဲဆိုလို့ရှင်ကဟိုလာကျွန်တော်တို့ level လာမှာပဲဆိုရပါဆိုကျွန်တော်တို့က sales target ချရဲဆိုလို့ရှင်မနှစ်က data ရကျွန်တော်ပြင်ပြီးအကုန်လုံးအခြေခံရတယ်ပြီးတော့ဒီနှစ်ရဲ့အခြေအနေကိုကျွန်တော်အကုန်လုံးပြင်ကြည့်ရတယ်ပြီးတော့ဒီနှစ်ရဲ့အခြေအနေနဲ့ ကျွန်တော်တို့မနစ်ကတာဂက်ကိုချိန်တဲ့အချိန်မှာကျွန်တော်ဘလောက်ထိထက်ပြီးတော့ grow နိုင်သေးလဲဆိုတဲ့အားမျိုးကျွန်တော်ကအများကြီးကြည့်တယ်ဆိုတော့အဲ့ဒီဟာရောမူတည်ပြီးတော့မှကျွန်တော်က sales target ချတယ်အဲ့တော့အဲ့ဒီ sales target ကဟို sales team တစ်ခုတည်းကနေပြီးတော့တောင်းဝန်ယူရတယ်မဟုတ် marketing တစ်ခုတည်းကနေပြီးတော့တောင်းဝန်ယူရတယ်မဟုတ်ကျွန်တော်တို့ကဘယ်လိုပြောလို့လဲတနည်းမှာတနည်းမှာဘယ်လိုခေါ်မလဲဒီဒေါ်လာတစ်သိန်းကိုရောင်းလို့အတွက်ကလူတိုင်းနဲ့ဆိုင်တယ် ဟို finance ဘက်ကနေပြီးတော့လည်းဟိုဘယ်လိုပြောလဲကိုယ့်ရဲ့ supplier တွေရောပုံမှန်အချိန်မှန်မှန်ပတ်စံပေးနေမှာ project စကလည်းအချိန်မှန်မှန်ပစ္စည်းသွင်းနိုင်နေမှာ warehousing ကလည်းပစ္စည်းကိုကောင်းကောင်းထားနိုင်မှာ sales ကလည်းကောင်းကောင်းရောင်းနိုင်မှာ marketing ကလည်း leads ကောင်းကောင်းရနိုင်မှာအဲ့ဒီဟာတွေအကုန်လုံးဖြစ်တော့မှဒီဒီဒီ sales target ဆိုတဲ့ဟာပြည့်ပြီမှာဟုတ်ဆိုတော့အဲ့တော့ sales target ဆိုတဲ့ဟာပြောမယ်ဆိုလို့ရှိရင်လူတိုင်းနဲ့ဆိုင်တဲ့ target တခုပေါ့နော်အဲ့တော့ဟို digital marketing ကဒါဒါကျွန်တော်တို့ marketing agency အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတော့ဒါထားပါတော့ marketing executive ပြော marketing agency ပြောပေါ့လေဟို lead generation လုပ်တဲ့အဆင့်အထိကျွန်တော်တို့ဘက်ကတော့စဉ်းစားပေးတယ်ဟို agency ဘက်ကစဉ်းစားပေးရပါတော့အဲဆိုတော့ကျွန်တော်ကကျွန်တော်တို့ messenger box မှာ လူပဏယောက်ထိကျွန်တော်ရလာနိုင်တယ်အဲ့ဒါကတော့ကျွန်တော် brand တစ်ခုချင်းစီမှာမူတည်ပြီးတော့မှတို့ရဲ့အဖြစ်တဲ့ မီဒီယာဘိုင်ယင်ဖြစ်တဲ့ content အခြေအတွက်ရှိတဲ့ campaign အခြေအတွက်တွေကိုကျွန်တော်တို့အပြန်အလှန် thread ထုတ်ပြီးတော့မှအဲ campaign တစ်ခုမှ lead generation ဘယ်လောက်ထိရောက်နိုင်တယ်ရကျင်တယ်ရတဲ့တယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ပြန်စစ်တာပေါ့အဲ့တော့ဒီ sales in camp တစ်ခုတွေကတော့အဲဘသူကမှတော့ဘသူကိုမှ lead လုပ်တာတော့မဟုတ်ဘူးအမှန်တကယ်ကတစ်ခုနဲ့တစ်ခုဟိုဟို independent independent အင်းဒီဘက်ပါ dependent ဖြစ်ပြီးတော့အမိကိုလုပ်ပြီးတော့မှအာ department တွေ YB တွန်းကြတော့မှပဲအဲ့ဒီ sales revenue ဆိုတာကထိမှာပါ sales revenue ဆိုတာကဟို sales team တစ်ခုတည်းကငါတို့ရောင်းရဖို့ဟို department တွေအကုန်လုံးကငါ့ကို support ပေးဆိုတဲ့ဟာမျိုးကတော့မဟုတ်ဘူးပေါ့လေအဲ့တော့ core department အတိုင်းကအဲအဲ့ပေါ်မှာလည်းအရေးကြီးကြတာ哦 right ဆိုတော့ဒါကတော့ကျွန်တော်အမြင်ပါ